ဒါဖြင့်ဗျာတဲ့တပည့်တော်6ခုမြောက်မဲ့တဲ့အိမ်မက်ကလေးကိုရှောက်ပြရစေတဲ့6ခုမြောက်မဲ့တဲ့အိမ်မက်ကတော့တပည့်တော်ဘာမြင်တော့ဆိုရင်တပည့်တော်လှက်ကြည့်တဲ့အခါလူအုပ်ကြီးတုပ်တွေ့တယ်ဗျာအဲ့ဒီလူအုပ်ကြီးတွေ့တွေ့တော့တပည့်တော်သွားကြည့်တယ်အိမ်မက်ထဲမှာပေါ့နော်လူအုပ်ကြီးကိုသွားကြည့်တဲ့အခါကျတီလူတွေဘာလုပ်နေကြတော့ဆိုအဖိုးတန်တယ် အဖိုးတသိန်းတန်တဲ့ရွှေခွက်ကြီးကိုနော်ဝင်းနေအောင်ပွတ်တိုက်ထားပြီးတဲ့အခါမှာအဲ့ဒီထဲမှာခြေလေးကောင်းရှိတဲ့တတဝါတွေထဲမှာအယုတ်မာဆုံးလို့ဆိုတဲ့မြေခွေးတစ်ကောင်အဲ့ဒီခွက်ကြီးထဲမှာနော်ကျင်ငယ်စွန့်မှုအဲ့ဒီခွက်ကြီးထဲမှာကျင်ငယ်စွန့်မှုဆိုပြီးတော့အဲ့ဒီမြေခွေးကိုရွှေခွက်ကြီးတွေနဲ့ရွှေခွက်ကြီးနဲ့ခံထားပြီးသူ့ကျင်ငယ်စွန့်အောင်လုပ်နေကြတယ် ကြိုးစားနေကြတာကိုသွားတွေ့တယ်။မြေခွေးကိုအဲ့ဒါရွှေခွက်နဲ့ခံပေးပြီးတော့ကျင်ငယ်စွန့်အောင်လုပ်နေကြ။အဲ့ဒီမှာမြေခွေးကလည်းเนาะပေါင်လေးတစ်ချောင်းမြောက်ပြီးတော့အဲ့ဒီရွှေခွက်အထဲကိုပန်းထည့်နေတာတွေ့လာတယ်။ထူးထူးဆန်းဆန်းပေါ့။မြေခွေးဆိုတဲ့အကောင်အဲ့ဒီရွှေခွက်ကြီးထဲမှာကျင်ငယ်စွန့်နေတာ။ဒါကိုတပီးတော့မြင်လိုက်တယ်ဗျာ။မြင်ရတယ်ဗျာ။ အမတမ်းထူးဆန်းတဲ့အနေအထားတစ်ခုကိုတပီးတော့တွေ့ရတယ်အဲ့ဒီအိမ်မက်ကိုတပီးတော့ပြင်မဲ့တာပါလို့ဆိုတော့မြတ်စွာဘုရားကဒါလည်းပဲအခုအကျိုးသက်ရောက်မှုဖြစ်ဥမမဟုတ်သေးဘူးတဲ့ဒီဟာကလည်းနောက်အနာဂတ်မှာအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်တယ်တဲ့အဲ့ဒီအကျိုးသက်ရောက်မှုတွေကတော့ဘာလို့ဆိုရင်နောက်အနာဂတ်ရောက်တဲ့အခါမှာတရားဓမ္မကိုကျင့်သုံးမှုမရှိဘဲနဲ့ ဒီမျိုးယိုးမကောင်းတဲ့ငတဘာမင်းနေစွာတပည့်အုပ်ချုပ်လိုက်မယ်ငတဘာမင်းဆိုတာဘယင်မျိုးယိုးကလာတဲ့ဟာမဟုတ်ဘူးပေါ့လေးစားလောက်တဲ့ဟာတွေမဟုတ်ဘူးနော်မြန်မာရာသွေထဲမှာရှိတယ်မဟုတ်လားငတဘာဆိုတာလေငတဘာဆိုတာ royal family ကမွေးလာတာလည်းမဟုတ်ဘူးကြားဖောက်ပြီးတော့ဝင်ရောက်လာတဲ့မင်းမျိုးတွေပေါ့အဲ့ဒါလို့စားထဲမှာတော့ဒီလိုဆိုတာဘာလို့ဆိုရင် အနာဂတိအထမိကဝိစာတိရာစိရာစာနောလို့ဝိစာတိရာစာဆိုတာမျိုးယုမစစ်တဲ့အုတ်ချုပ်ရေသမားတွေမျိုးယုမစစ်တဲ့လူတွေအဲ့ဒီမျိုးယုမစစ်တဲ့လူတွေကမျိုးယုကောင်းတဲ့ထက်မြက်တဲ့ဒီပုံကိုယ်တွေကိုသူတို့သူတို့ပေါ်မှာလွှမ်းမိုးသွားမှာသူတို့မကြိုက်ဘူးနော်သူတို့ပေါ်မှာလွှမ်းမိုးလာမှာမကြိုက်ဘူး မျိုးရိုးကောင်းတဲ့မျိုးရိုးတန့်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟောအထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမယုံဘူးမယုံသည့်အတွက်ကြောင့်သူတို့လိုမျိုးရိုးညံ့တဲ့ပုဂ္ဂိုလ်တွေကိုယာဓုပေးတယ်တဲ့အဲ့ဒါလိုယာဓုပေးတဲ့အခါမျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေဟာအလောက်ကိုင်းမရှိတဲ့အခါဆင်းရဲဒုက္ခရောက်လာကြနော်အေးမျိုးရိုးညံ့တဲ့လူတွေကခေါင်းဆောင်ဖြစ်လာတယ် မျိုးရိုးကောင်းတဲ့ပုံကိုယ်တွေကနောက်ဆုတ်သွားကြရတယ်။အဲ့ဒီမှာမျိုးရိုးကောင်းတဲ့ပုံကိုယ်တွေဟာဘာလို့တုံးဆုံးသူတို့ဘာမှမတတ်နိုင်တဲ့အခါကျတော့ဒီပုံကိုယ်တွေကိုအမိပြုပြီးတော့တို့တွေအသက်မွေးရမှာပဲလို့ဆိုပြီးတော့မျိုးရိုးညံ့တဲ့ပုံကိုယ်တွေကိုသမီးဆက်ကြရတယ်။ဒီလိုဖြစ်လာ။သမီးတွေဆက်ကြ။ဒါရှိကပရင်တွေခဲ့မျိုးပေါ့။သမီးဆက်တဲ့အခါသူတို့က အဲ့ဒီမျိုးရိုးကောင်းတဲ့မျိုးသမီးတွေဟာမျိုးရိုးညံ့တဲ့အမျိုးသားတွေနဲ့ပေါင်းပေါင်းတင်ရတဲ့အနေထားမျိုးတွေကိုရောက်သွားတာအဲ့ဒါကိုတဲ့ဒီမျိုးရိုးညံ့တဲ့လူတွေကရေခွေးပေါ့မျိုးရိုးညံ့တဲ့သရိုသမီးလေးတွေကရွှေကွက်ပေါ့အဲ့တော့အမတမရုံညံ့တဲ့မျိုးခွေးကနေပြီးတော့ရွှေကွက်ထဲမှာ ကျင်ငယ်စွန့်ထဲ့တယ်ဆိုတာမျိုးတွေလောကကြီးမှာမျိုးရိုးကောင်းတဲ့ပုံကိုယ်တွေဟာအောက်တန်းကျသွားပြီးတော့မျိုးရိုးညံ့တာတွေကထက်တန်းရောက်လာတဲ့အနေအထားမျိုးမျိုးရိုးကောင်းတဲ့ပုံကိုယ်တွေဟာမျိုးရိုးညံ့တဲ့ပုံကိုယ်တွေကိုရေချိုးပြီးတော့ဆက်သရတဲ့အနေအထားမျိုးတွေဟာနောင်ခါမှာဖြစ်လာနိုင်တယ်လို့ဒီလိုအကြောင်းကိုရည်ညွှန်းပြီးတော့ဒီအိမ်မက်ဟာမက်မက်လာတာဖြစ်တယ်ပေါ့တင်မင်းကြီးမှာဒီအိမ်မက်ကြောင့် ဘာမှဘေးအန္တရာယ်ဒီမဖြစ်ပါဘူးလို့ဒီလိုရသော်ပြားကဖြည့်ရှင်းတယ်ပေါ့